စမ်းမယ်။မြင်းကလေးလှုပ်ပြီးနောက်သုံးရက်မြောက်နေ့ကျမှတရုတ်ကေဆေးရေးသမားတွေစားရောက်တယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးလူငယ်နိုင်ငံရေးသမားတွေချက်ဖောင်းလက်ပည့်ရေးဆိုင်မှာဆွေးနွေးနေကြတယ်။ဆွေးနွေးကြတဲ့အဓိကအကြောင်းရင်းကမင်းအွန်လိုင်းကြောင့်ဒီလိုနောက်ကျရခြင်းဖြစ်ကြောင်းကေဆေးဖို့လာမဲ့နိုင်ငံတိုင်းကိုလက်မခံပဲတရုတ်ကိုပဲလက်ခံတဲ့အကြောင်းကမ္ဘာပေါ်မှာနံပါတ်1ကေဆေးရေးအဖွဲ့ဖြစ်တဲ့တိုင်ဝမ်အဖွဲ့ကိုတောင်အဝင်မခံတဲ့အကြောင်းတွေဆွေးနွေးနေကြတဲ့အချိန်မှာ ထိတ်နေနေပြောင်းသပင်ကျိုးတို့ကျဲတဲ့နဲ့လူတယောက်လူငယ်စကဝိုင်းတဲ့ဘာမပြောညာမပြောဝင်ထိုင်လေသည်ဒီမဲငါပြောပြမယ်မင်းတို့လူငယ်တွေကိုအခုဆိုငါလျင်လှုပ်ပြီးတေးစကြီးလုပ်ငန်းတွေကိုတတ်မတော်ကဘာကြောင့်ချစ်ချင်းမလုပ်တလဲမင်းတို့သိလားခါတိုင်းဆိုရင်ရက်ကွက်တရက်ကွက်ထဲကိုကျူးကျော်ဖျက်ဆီးဖို့အတွက်ဘူဒိုစာမြေကလော်ကားတွေနှစ်စီးသုံးစီးလောက်ရောက်နေတတ်ပြီမယ်အခုလုံးဝထုတ်မသုံးဘူး နိုင်ငံတကာကိုပဲအကူအညီတောင်းနေတယ်။လူနာလုံးဝမနိုင်မီးလုံးဝမရတဲ့မန္တလေးပြည်သူစေယုံကိုတော့တချုပ်ကြီးကမီးဆက်တစ်ခုမစီစဉ်ပေးဘူး။ခိုင်နေဝေကလူတန်းနေရတယ်။အလွယ်ကူဆုံးဆိုပေမဲ့အရေးကြီးဆုံးဖြစ်တဲ့သတင်းစီစဉ်ဖို့အတွက်အင်တာနက်လိုင်းတွေကိုပြန်မဖွင့်ပေးဘူး။ဖုန်းလိုင်းတွေလည်းပြန်မဖွင့်ပေးဘူး။ဘာဖြစ်လို့လဲ။အဓိကအကြောင်းရင်းကစစ်တပ်ကြောင့်ပဲ။ဘာပဲလို့လို့ ူကြိုက်ဖို့အရေးကြီးတယ်။ဘလူပဲလို့လို့စစ်တပ်ကြိုက်ဖို့လိုတယ်။ငါတို့လို88မျိုးဆက်တွေရဲ့အားသာချက်ကနိုင်ငံရေးကိုခရီးစစ်တွင်းချနားလည်ပြီးလိုအပ်တာပြောပြနိုင်လို့ပဲ။အဲ့ဒီလူကပဲစက်ပြောနေကြဗျ။ငါတို့နဲ့နိုင်ငံရေးဆွေးနွေးမလား။ပရာဒါရေးဆွေးနွေးမလား။ Liberal, Socialist, Communist, Democracy ကြိုက်တာဆွေးနွေးလို့ရတယ်။ငါကုန်သိတယ်ကွာ။ဘယ်လမ်းစုံကိုပဲတော်တော် ဘယ်လမ်းစဉ်ကိုပဲနှုတ်လို့ဒီနိုင်ငံမှာစစ်တပ်ကြိုက်ဖို့အရေးကြီးတယ်။ဒါကြောင့်မို့ငါညီတို့ကိုပြောပြချင်တာကမင်းတို့ကောင်တွေငါတို့ပြောရင်လက်ခံချဖို့လိုတယ်။မင်းတို့တွေကငါတို့လောက်အနှင်းနာခံမှုတာမဟုတ်ဘူး။ငါတို့လောက်လည်းတိတာမဟုတ်ဘူး။အခုဆိုစစ်တပ်ကြိုက်တဲ့လမ်းကြောင်းကနေပဲသူတို့လည်းအာဏာမြဲစေကိုလည်းသူတို့ကြိုက်တဲ့လမ်းကြောင်းတဲကနေပဲပြည်သူလူထုအတွက်လှုပ်ရှားတော့တယ်။အတိုက်ခံလုပ်နေရင် ပြည်သူလူထုကနှင်နာမယ်လေ so intelligent ဒါကြောင့်ပြည်သူလူထုတသက်လုံးစစ်ကြုံခံနေရအောင်တော့တသက်လုံးအဖိနှိပ်ခံနေရအောင်တော့ငါတို့ကစစ်တက်ကြိုက်တဲ့လမ်းကြောင်းကနေပဲပြည်သူလူထုကိုကူညီတာပူကောင်းပါလေအေးအေးအားလဲစကားပြောတာများသွားပြီသွားစရာရှိသေးလို့သွားလိုက်အောင်မယ်ဒါနဲ့ကိုနမယ်ကိုလည်းမှတ်ထားအောင်တော့ကိုနမယ်ကခုတ်ခူကြီးတဲ့ဖိုလ်လူထွက်သွားတော့မှတစ်ချိန်လုံးနားထောင်နေတော့လူငယ်တွေကလှမ်းအော်တယ် ဟဲ့လူပြုတ်ဟဲ့လူဒီမှာခမရပစ္စည်းကြံခဲ့တယ်အဲဒီကိုကိုကြီးကလည်းနှောက်လေကြည့်ရင်ဘာကြံခဲ့လို့လဲဂျန်စီလီတို့ရဲ့ဆိုပြီးတော့မေးတယ်လူငယ်တွေကဘာပြန်ပြောလဲဆိုတော့ဆောက်ရှက်ကြံခဲ့တာကိုလူရဲ့ဆောက်ရှက်ကြံခဲ့တာတတွင်အမှန်တွေတင်ဆက်ပေးနေတယ်ဒီဟုတ်စီစာ